ကျမတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ9ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရန်ပါဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ main online နဲ့မိသားစု အသုံးပြုရငားရန်ထားတဲ့ Airbus အမျိုးအစား A319 115 MSN 5193 Lean XY ALK ကိုဝယ်ယူရမှာ နိုင်ငံတော်ဘတ်ဂျက်မှာ American Dollar တန်း60နီးပါးအတုံးပြုခဲ့ပြီးမင်းအောင်လိုက်စိတ်တိုင်းကျလေရင်အတွင်းပိုင်းကိုပြင်ဆင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအကျန်းဖက်စစ်ခေါင်းဆောင်မင်းအောင်လိုက်နဲ့မိသားစုအတုံးပြုရန်ငှားရမ်းထားတဲ့ Airbus အမျိုးအစား A319115 MSN5193 လေရင် HYALK ကိုဝယ်ယူရမှာနိုင်ငံတော်ရဲ့ဘတ်ဂျက်မှာ American Dollar တန်း60နီးပါးအတုံးပြုခဲ့ပြီးမင်းအောင်လိုက်စိတ်တိုင်းကျလေရင်ကိုပြင်ဆင်ခဲ့ကြောင်းမြမလေချောင်းတရင်အရင်မြစ်ကပြောဆိုပါတယ် ယခုနှစ်ဖေဖော်ဝါရီလအတွင်းမှာမင်းအောင်နိုင်တဲ့မိသားစုအသုံးပြုရန် American နိုင်ငံ Aviation Capital Group ထံမှငှားရမ်းထားတဲ့ Airbus အမျိုးအစား A319-115 MSN 5193 Lion SYALK ကိုဝယ်ယူခဲ့ရမှာ American Dollar တန်60နီးပါးအသုံးပြုခဲ့ကြောင်းရင်း American Dollar တန်60နီးပါးမှာလီယင်ကိုအပြည့်အပြည့်ဝယ်ယူခြင်းနဲ့မင်းအောင်လိုက်စိတ်တိုင်းကျလီယင်အတွင်းကမ်းများပြင်ဆင်ခြင်းအတွက်သုံးစွဲခဲ့ကြောင်းသိရှိရပါတယ်။ အပီပီဆိုင်ရာမြမလေကြောင်း MAN ကအမိခံပေးထားတဲ့အစိုးရ Airbus လေယာဉ်မှာမင်းအွန်လိုင်းခရီးစဉ်များအတွက်တည်တံ့အုံပြုနေပြီးယင်းလေယာဉ်နဲ့မင်းအွန်လိုင်းမိသားစုကလည်းပြည်ပခရီးစဉ်များကိုတိတ်တဆိတ်တွားရောက်လေ့ရှိကြောင်းသိရှိရပါတယ်။လွန်ခဲ့တဲ့နှစ်များအတွင်းမင်းအွန်လိုင်းရဲ့ဇနီးကျူကျူတာသမီနဲ့မိများစင်ကာပူကိုအလေအပတ်တွားရာတွင်၎င်းတောင်ကိုရီးယားနိုင်ငံကိုမင်းအွန်လိုင်းရဲ့ဇနီးနဲ့တာသမီများဈေးဝယ်ထွက်ရာမှာ၎င်း MAI Airbus လေယာဉ်ကိုအုံပြုခဲ့ကြောင်းသိရှိရပါတယ်။ MAI လေကြောင်းလိုင်းမှာ ရခိုင်က KBZ ဥအောင်ကိုဝင်းကပိုင်ဆိုင်ခဲ့ပေမဲ့ယခုအခါ24 hour company အုပ်စုရဲ့ဥက္ကဋ္ဌဥအောင်အောင်ဇော်ကပိုင်ဆိုင်ထားကြောင်းသိရှိရပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့တဲ့ရင်ကတော့ Parken Sipua ကုန်းကိုပြန်ဝဲလာတဲ့စစ်ရဟတ်ရင်ကို KIA ပြစ်ချလိုက်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ Parken မြို့စစ်တပ်ကုန်းကို UTB ပြန်ဝဲလာတဲ့စစ်တပ်ရဟတ်ရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA တော်လှန်ရေးတပ်ဖွဲ့တွေပြစ်ချလိုက်တဲ့အတွက်စစ်လေရင်မှာမစင်းနိုင်တော့ပဲပြန်လဲပြန်သွားတယ်လို့သိရှိရပါတယ် ဂျမန်တွေကဇွန်လ၄ရက်နေ့ညနေပိုင်း၃နာရီဝန်းကျင်စစ်ရင်အားနဲ့စစ်လက်နက်လာချဖို့ရောက်လာခဲ့တဲ့စစ်ရဟတ်ရင်တိုက်ခိုက်ခံရပြီးပြန်လည်သွားတဲ့အခြေအနေနဲ့ပတ်သက်လို့ဖောက်ကန်ဒေတာခံအမျိုးသားတအုပ်ကအခုလိုပြောပြပါတယ်။ဖောက်ကန်ပြည်ဟာဂုံးမှစစ်လေရင်ရန်နာဖို့ KIA နဲ့တော်လန်ရေးတပ်တွေလက်နက်အကြီးအသေးစုပြုံပစ်ချလိုက်တော့လေရင်မစင်းနိုင်ပဲအကြောက်လွန်ပြီးပြန်ခောက်သွားတယ်လို့ဆိုပါတယ်။ ဟာကဲမှာရောက်ရှိနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာယခုရက်ပိုင်းအတွင်းမော်စီစာကြီးရွာမှာရှိတဲ့ကြောက်စင်းတူဖော်တဲ့ကုမ္ပဏီတွေမှာဝင်ရောက်ပြီးအဆောက်အုံအပါအဝင်ပတ်ဟိုးနဲ့မြေသေးရင်စက်ရဲနေရတွေကိုလိုက်လံမိရှုဖျက်ဆီးနေတာဖြစ်ပါတယ်။အခုလိုစစ်တပ်က ပြည်သူတွေကိုချင်းချောက်ပြီးစီရေးပြစင်အားလှုပ်ရှားနေတာကြောင့်တိုက်ပွဲဖြစ်လာမှာကိုလည်းစိုးရိမ်နေကြတာဖြစ်ပါတယ်ခင်ဗျာ။ နေနဲ့တင်ဆက်ပေးကြတာကတော့မြန်မာအပါအဝင်နိုင်ငံပေါင်း19ခုမှနိုင်ငံသားများအမေရိကန်နိုင်ငံကိုခီးသွွားဝင်ရောက်ခွင့်တားမြစ်တဲ့အမိန့်ကိုအမေရိကန်သမ္မတထရမ့်ကလက်မှတ်ရေးထိုးမြန်မာနိုင်ငံသားများကိုအမေရိကန်ဝင်ရောက်ခွင့်လုံးဝကန့်သက်လိုက်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့ပြည်သူလုံခြုံရေးအန်ရည်များမှကာကွယ်ရန်မြန်မာအပါအဝင်နိုင်ငံပေါင်း19နိုင်ငံမှနိုင်ငံသားများအနေနဲ့အမေရိကန်နိုင်ငံကိုခီးသွွားလာဝင်ရောက်ခွင့်တားမြစ်တဲ့အမိန့်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကယနေ့လက်မှတ်ရေးထိုးလိုက်ကြောင်း CNN သတင်းအရသိရှိရပါတယ်။မြန်မာနိုင်ငံသားများဟာအမေရိကန်နိုင်ငံကိုခီးတွားလာဝင်ရောက်ခွင့်လုံးဝကန့်သက်ခံရတဲ့နိုင်ငံပေါင်း12နိုင်ငံမှာပါဝင်ကြောင်းအာဖဂန်နစ္စတန်၊မြန်မာ၊ဗမာ၊ချက်၊ကွန်ဂိုသမ္မတနိုင်ငံ၊အီကွေတာရီယယ်၊ဂီနီ၊အီရီထရီးယား၊ဟေတီ၊အီရန်၊လီဗျာ၊ဆိုမာလီယာ၊ဆူဒန်၊ယီမင်စုစုပေါင်းနိုင်ငံပေါင်း12ခုမှနိုင်ငံသားများကို အမေရိကန်နိုင်ငံကိုဝင်ရောက်ခွင့်လုံးဝအပြည့်အဝကန့်သတ်လိုက်ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံသားများကိုအမေရိကန်ကိုဝင်ရောက်ခွင့်လုံးဝပိတ်ပင်ရခြင်းမှာအမေရိကန်နိုင်ငံမှာမြန်မာနိုင်ငံသားများရဲ့ဗီဇာတက်တန်းကျော်လွန်နေထိုင်မှုများပြားခြင်းကြောင့်ဖြစ်ပြီး B1 B2 ဗီဇာနဲ့တက်တန်းလွန်နေထိုင်မှု29.39ရာခိုင်နှုန်း F M နဲ့ G ဗီဇာတက်တန်းလွန်နေထိုင်မှု42.1ရာခိုင်နှုန်းရှိကြောင်းထို့အပြင်မြန်မာနိုင်ငံက အမေရိကန်ကဖေရှားတဲ့နိုင်ငံသားများကိုပြန်လည်လက်ခံရန်ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်းအမေရိကန်သမ္မတအင်ဖြူတော်ကသတင်းထုတ်ပြန်ထားပါတယ်။အမေရိကန်နိုင်ငံကိုဝင်ရောက်ခွင့်တစိမ့်တစ်ပိုင်းကန့်သက်ခံရတဲ့နိုင်ငံပေါင်း9ခုရှိပြီးယင်းနိုင်ငံများမှာဘူရန်ဒီ၊ကျူဘာ၊လာအိုစီယာရာလီယွန်၊တိုဂို၊တာကမင်နစ္စတန်၊ဗင်နီဇွဲလာတို့ပါဝင်ကြောင်းသိရှိရပါတယ်။တို့ရတွင်အမေရိကန်ပြည်ထောင်စုမှတရားဝင်အမြဲတမ်းနေထိုင်ခွင့်ရထားသူများလက်ရှိရှိရင်းဆွဲဗီဇာကိန်းဆောင်ထားသူများ တချို့သောဗီဇာအမျိုးအစားများနဲ့အမေရိကန်အမျိုးသားအကျိုးစီးပွားကိုဆောင်ရွက်ပေးတဲ့လူပုဂ္ဂိုလ်များအတွက်ချွင်းချက်အနေနဲ့အမေရိကန်ကိုနေထိုင်ဝင်ရောက်သွားလာခွင့်ဆက်လက်ခွင့်ပြုထားကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ဘုံမှုကျုပ်ဟောင်းကိုရှင်းလင်းခဲ့သူများအားဖမ်းမမိတဲ့အတွက်ဘက်ထရီဘိန်းများရန်ရှာခံနေရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဘုံမှုကျုပ်ဟောင်းချူထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့သူများကိုဖမ်းမမိတဲ့အတွက်တပ်မဲ့ပစ္စည်းဘက်ထရီစပိန်များကိုစစ်ကောင်စီကအညှို့တကြီးရန်ရှာနေကြောင်း ရန်ကုန်အခြေစိုက်ရေးတရင်အရေးမြစ်ကဆိုပါတယ်ဘူမူးကျောင်းချုံထွန်းအောင်ကိုဘက်ထရီစပိန်စီးနှင်းလာသူနှစ်ဦးကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်း CCTV မှတ်တမ်းပုံတွေထွက်ပေါ်လာပြီးနောက်စစ်ကောင်စီကရန်ကုန်မြို့တော်စီပင်နယ်နိမိတ်အတွင်းထဲမှာဘက်ထရီစပိန်စီးနှင်းမှုများကိုလိုက်လံဖမ်းဆီးငွေညစ်ခဲ့ရမှာယခုအခါရန်ကုန်စီပင်နယ်နိမိတ်ပြင်ပအထိပါဖမ်းဆီးနေပြီဖြစ်ပါတယ်လူကိုမမိလို့ပြစ်စီးဖမ်းတာပေါ့ပြစ်တဲ့လူငယ်တွေကဘက်ထရီဘိန်းစီးလာတော့ကလေးအထာနဲ့ဘက်ထရီဘိန်းတွေကိုလိုက်ရင်ရှာတာ အောက်ခြေကတကယ်ဖမ်းတဲ့စစ်သားနဲ့ရဲတွေကတော့ဖမ်းပြီးငွေညှိရလို့ပြောတာပေါ့လို့၎င်းကဆိုပါတယ်။ရန်ကုန်တောင်ပိုင်းခရိုင်တန်လင်းကြောက်တန်းနဲ့ခရမ်းမြို့တို့မှာရှိတဲ့လက်မကြီးများပေါ်မှာဘေးတွဲနောက်တွဲဆိုင်ကီး e-bike နဲ့ဘက်ထရီဘိန်းစီးနှင်းကွင်းကိုစစ်ကောင်စီကရခုရပိုင်းအတွင်းပိတ်ပင်လိုက်ပြီးနောက်ဇွန်လ3ရက်နေ့ကခရမ်းမြို့ပေါ်မှာနောက်တွဲဆိုင်ကယ်၂စီးနဲ့ e-bike ၃စီးဖမ်းဆီးခံရကကျက်၅သိန်းစီနဲ့ပြန်ရွေးရကြောင်းဒေတာတွင်ຫນွေဦးတော်လိုင်းရေးစာမျက်နှာခရမ်း channel ကထုတ်ပြန်ထားပါတယ်။ ကျမတို့နားမှာတော့အဖက်ခံရတယ်လို့တော့မကြားသေးဘူးလူတွေကလည်းဒီကောင်စစ်ကောင်စီတွေဖမ်းပြီးရင်ငွေညစ်မှာကိုတိတော့အားလုံးကကိုဟာကိုကြက်တဲနေကြတော့ပတ်စံလည်းမပေးနိုင်တော့လမ်းမပေါ်မထွက်ကြဘူးတန်လင်စင်းအောင်ဝင်းကျင်တော့အဖက်ခံရတာရှိမရှိတော့မသိသေးဘူးလို့တန်လင်မျိုးကြိုက်ောက်ဖရားအနည်းနေပြည်သူတဦးကပြောပါတယ်မေလာနောက်ဆုံးပတ်အတွင်းကရန်ကုန်မြို့တကုံမြို့တဲ့အရှေ့ပိုင်းမြို့နယ်တကုံမြို့တဲ့တောင်ပိုင်းတင်ငန်းကျွန်းမြောက်ဥက္ကလာနဲ့မယန်းကုန်းတို့မှာ ဘက်ထရီစပိန်နဲ့ e-bike တို့ကိုစစ်တပ်ရဲနဲ့ပြူစောတီတို့ကဖမ်းဆီးကငွေညစ်ခဲ့ပါသေးတယ်။နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တို့ကိုတင်ကြားပေးနေသူပုံမှုချုပ်အောင်ချုပ်ထွန်းအောင်ကိုမေလ22ရက်နေ့နနက်ပိုင်းမှာရန်ကုန်မြို့မရန်ကုန်မြို့နဲ့အမှန်9ရက်ကွက်ရွှေနှင်းစီ6လမ်းမှာရှိတဲ့၎င်းရဲ့အိမ်ရှိမှာရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ Golden Valley Warriors ကပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ယခုတက်တိုင်ပြစ်ခတ်သူများကိုဖမ်းမမိတဲ့ကြောင့်သိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့တီဘောဘူမြေတိုက်ခင်းလက်နက်ဂိုဒေါင်လိုက် KNL တင်းဆက်ရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကရင်ပြည်နယ်မြဝတီမြို့နယ်ထဲကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တီဘောဘူစစ်ကောင်စီစခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL PDF viewer 32ဒေါ်လာရေးတပ်ဖွဲ့နဲ့တူ Cobra Column 2 Venom ပူးပေါင်းစစ်ကြောင်းတွေကဇွန်လ3ရက်နေ့ညပိုင်းမှာအလုံးစုံတင်ပိုက်နိုင်ခဲ့ပါတယ် နေမင်းရှင်းလင်းရေးလုပ်ငန်းစဉ်တွေလုပ်ကင်ခဲ့ပြီးတဲ့အချိန်မှာတော့လက်နက်ကြီးကြီးအများပြတူလောင်ထားတဲ့မြေအောက်လက်နက်ကိုတောင်တစ်ခုကိုရှာဖွေသိမ်းဆည်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့တနာကြောက်တမ်းများဝင်တိုက်ခဲ့တဲ့မြန်မာဆက်လီကိုထိုင်းဘက်မှဘက်ဆက်နှစ်တန်းရော်ကြီးတောင်းနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာထိုင်းနိုင်ငံစူရင်ကျွန်းအမျိုးသားဥယျာဉ်ကတနာကြောက်တမ်းတွေကိုဝင်တိုက်ခဲ့တဲ့မြန်မာကွန်တင်ဆက်လီပိုင်ရှင်ကိုထိုင်းဘက်ကနှစ်နာကြီးအဖြစ်ဘက်ငွေ၁၂တန်းတောင်းခံထားကြောင်း ခေါင်ဆက်သတင်းမှဖော်ပြထားပါတယ်။ထိုင်းနိုင်ငံအမျိုးသားဥယျာဉ်တော်ရိုင်းတဘာဝနဲ့အပင်များထိမ့်သိမ်းရေးဌာနကအခုလိုရောကြီးတောင်းခဲ့တာဖြစ်ပါတယ်။မြန်မာကန်ယူတန်းဆောင်အာနာပိုင်တွေစီကနေထွက်ပြေးတိမ်းရှောင်ကယ်ပြီးနောက် MV AR လင်းအမည်ရှိ ကုန်တင်ဆက်လျာဇွန်လတရနေ့ကဖန်က ခရိုင်စူရင်ကျွန်းအမျိုးသားဥယျာဉ်မှာရှိတဲ့ဂျက်ပင်လေအော်ကတန်တော်ကျောက်တန်းတွေကိုတိုက်မိပြီးတောင်းတင်သွားခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံအန်ဒမန်ကန်ယူတန်းမှာတည်ရှိတဲ့စူရင်ကျွန်းအမျိုးသားဥယျာဉ်ဟာ မူလအခြေအနေအတိုင်းမပြတ်မစည်းပဲကြန့်ရှိနေသေးတဲ့တဏ္ဍာကြောက်တန်းတွေနဲ့အနဝါဇီဝမျိုးစုံမျိုးကွဲတွေရှိတာကြောင့်ကြော်ကြားတာဖြစ်ပါတယ်။အဆိုပါမတော်တဆမှုဟာတဏ္ဍာကီဟစနစ်ကိုအတော်လေးပြက်စီးဆုံးရှုံးစေခဲ့ကြောင်းမြို့သားဥယျာဉ်တော်ရိုင်းတဘာဝနဲ့အပင်များထိမ့်သိမ်းရေးဌာနဦးစီးဌာနညွန်ကြားရေးမှုချုပ်အက်တာဖွန်ချယ်ရန်ချန်စာကဇွန်လ၄ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဆက်လီဟာတဏ္ဍာကြောက်တန်းတွေကိုကနအူစတိုက်မိရာကနေ 85မီတာအရှိရှိတဲ့ပျက်စီးလမ်းကြောင်းတစ်ခုဖြစ်ပေါ်စေခဲ့တာကြောင့်တန်တာမျိုးစိတ်6မျိုးတန်တာကြောက်တန်း150စတူရဲမီတာခန့်ထိခိုက်ပျက်စီးခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ဒါအပြင်ကက်တူပုံတွေအထေစတွေကားတာယာတွေရောဘာပိုက်တွေနဲ့အချားဆွပစ်ပစ္စည်းတွေလဲကွန်တေဆက်လေကနေပြန်ကျဲသွားခဲ့တဲ့အပေါ်ဥယျာဉ်တာဝန်ရှိသူတွေကစိုးရိမ်လျက်ရှိပါတယ်။ဒါအပြင်ပင်လယ်ထဲမှာမောက်ကြရင်တဘာဝပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်ကြီးကြီးမားမားဖြစ်ပေါ်စေနိုင်တဲ့ ဘီလက်မြေအိတ်3000ကျော်ကိုလည်းဆက်လီမှာတင်ဆောင်ခဲ့တာဖြစ်ပါတယ်။တင်းမော့ကမြန်မာအာဏာပိုင်တွေကိုရှောင်လွှဲဖို့ကြိုးစားနေပုံရတယ်။တင်လာတဲ့ကုန်ပစ္စည်းတွေကလည်းတရားဝင်ပုံရတာကြောင့်ဘာကြောင့်ရှောင်နေရလဲဆိုတာကိုတည်တည်ချာချာတိတိတကျမသိသေးဘူးလို့ Charan Chancer ကပြောပါတယ်။တနာကြောက်တန်းတွေကိုတဘာဝအတိုင်းပြန်လဲထူထောင်နိုင်ရေးအတွက်တိကပစ္စည်းကတဲ့နေရာကိုအမျိုးသားဥယျာဉ်အကြီးအကဲကယာယီပိတ်ထားလိုက်ပါတယ်။ဆက်လီပိုင်ရှင်ကတော့လာရောက်ဝန်ခံတာမျိုးမရှိသေးပေမဲ့ ဥယျာဉ်အာဏာပိုင်တွေကတော့ပိုင်ရှင်ကိုဆက်သွယ်ဖို့ကြိုးပမ်းနေကြကြောင်းသိရှိရပါတယ်။ဒါ့အပြင်မိုးရာသီမှာနောက်ထပ်တဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေဆက်မဖြစ်အောင်လှုပ်ဆောင်နေတယ်လို့တရားဥပဒေအရအရေးယူမှုတွေလည်းလှုပ်ဆောင်နေကြောင်းသတင်းမှာဖော်ပြထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။အခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။ မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတူတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တည်င်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။